ျွန်တော်တို့ကတော့ diary မှာအကောင်းဆုံးကစားသမားကတော့ကဘာဒီယောပဲဗျ။ ော်တော်ကြီးကိုကောင်းခဲ့တာပဲကဘာဒီရောကဂျန်နဲ့ဟာမပြောနိုင်အောင်ဗျာဒီအရီမှာဒံယာပြတနာကင်းစင်စွာနဲ့ကစားနိုင်ခဲ့တာကိုပဲကျွန်တော်အနေနဲ့ကျေးဇူးတင်တင်နေဗျာကဘာဒီရောလို world class ဒါ defender တယောက်ကကျွန်တော်တို့ man city မှာလက်ရှိဆိုးရွားနေတဲ့ယာရီမာတောင်ပေါ့နော်ကျွန်တော်တို့ခြေစွမ်းကောင်းကောင်းနဲ့ကျွန်တော်တို့ကစားပြနိုင်ခဲ့တာဒီအရီအတွက်အကောင်းဆုံးကစားမတော့ကျွန်တော်အတွက်ကဘာဒီရောပဲဗျာကျွန်တော် dbd ကဘာဒီရောကောင်းဆုံးကစားမဆိုတာကိုကျွန်တော်ရှေ့ရဗီဒီယိုတွေမှာကျွန်တော်ဗီဒီယိုကြီးနေကြလူတွေဆိုရင်တည်တယ်ဗျာကျွန်တော်ကဘာဒီရောအကောင်းဆုံး ံကစားမှဖြစ်တယ်ဆိုတာခဏခဏပြောခဲ့တယ်။တော်တော်လေးလဲကောင်းပါတယ်နော်။ဒါသူရဲ့ပုံမှန်ဘယ်ချမ်းမှာကစားနေရပါတော့။ဒါအရင်ကတော့သူကဒီ CB မှာကစားတာဗျာ။ကျွန်တော်တို့ CB မှာကစားတာအခု ग्वा ကြီးရဲ့အောက်မှာကဘယ်ချမ်းမှာအများဆုံးကစားတာ။အဲ့တော့ဘယ်ချမ်းမှာကစားရင်တော့မဟုတ်ဘူးကျွန်တော်တို့နောက်တန်းကစားသမားတွေများဒီဒံရရများပြနေတဲ့အချိန်မှာလည်းသူဗဟုခံစစ်မှာကစားတယ်ရူမန်ဒီယက်စ်နဲ့လည်းတွဲပြီးတော့ကစားတယ်ဗျအဲ့တော့ ကဘာဒီရောဘယ်နေရာမှာပဲကစားကစားသူရဲ့ခြေစွမ်းကိုတော့ဒါ consistency ရှိရှိတတ်တတ်မှတ်သေးပဲထိန်းထိန်းထားနိုင်ကြတာဗျတော်တော်လေးကိုကောင်းပါလေဒါ ဒီယာရီမှာကဘာရီယောရဲ့အကောင်းဆုံးခြေစွမ်းပြတဲ့ယာရီလို့လည်းပြောလို့ရတယ်ဗျာဒါသူ့ရဲ့ခြေစွမ်းတတမတ်ထင်းထင်းထားနိုင်ခဲ့တယ်ဒဏ်ရာပြဒနာလည်းကင်းစင်ခဲ့တယ်ဒါကြောင့်ကဘာဒီယောကကျွန်တော်တို့မန်စီးတင်းအတွက်ဒီယာရီအတွက်အကောင်းဆုံးကစားရမှာပဲသူနောက်မှာဟာလန်တို့မာမုရှ်တို့တော့ရှိရပေါ့ဗျာမာမုရှ်ကတော့ကျွန်တော်ယာရီဝက်မှာရောက်လာခဲ့ပြီမဲ့သူအကောင်းဆုံးကစားနိုင်ခဲ့တယ်ဟာလန်ကဂိုးရီပုံမှန်တွင်းနိုင်ခဲ့ပြီမဲ့ဒီယာရီနောက်ပိုင်းပွဲစဉ်တွေမှာတော့ဟာလန်ကဒဏ်ရာပြဒနာရည်နဲ့ရုန်းကန်ခဲ့ရပြီးဂိုးမသွင်းနိုင်ခဲ့တာတော်တော်ကြာတော့ခဲ့ပြီလို့ပြောလို့ရတယ်ဗျာအဲ့တော့ဘာပဲဖြစ်ဖြစ် ဟာလည်းလည်းအကောင်းဆုံးလုပ်နိုင်ခဲ့တယ်ဒီမာမုစ်လည်းအကောင်းဆုံးလုပ်နိုင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့ကဘာဒီယောကအကောင်းဆုံးကစားရပြီးတော့ကဘာဒီယောကဒါ2002ဘွန်းဗျ2002ဘွန်းခုမှအသက်23နှစ်ပဲရှိသေးတဲ့ကောင်လေးတယောက်အဲ့ကောင်လေးကကျွန်တော်တို့မန်စီအတင်းမှာဒါနှစ်အကြာကြီးရှိအောင်မယ်ဆိုတဲ့တဘောပဲဗျာနော်အကြာကြီး ဆက်ကောင်းလောင်မှာအသက်23နှစ်ရွယ်ကောင်လေးရဂွာဒီယိုလာလက်အောက်မှာတော်တော်ကြီးကိုတောက်ပအောင်မှာကုစုရင်မန်စီးတင်းကဒါနောက်တန်းလူတွေပေါ့နော်ညာနောက်ခံလူရဲ့ဘယ်နောက်ခံလူရဲ့ကိုကျွန်တော်တို့ခေါ်ယူမယ်ဆိုပြီးတော့ဒီနေ့ထွက်နေရဆိုတော့ကဘာဒီယိုကဒါသူ့ရဲ့ပုံမှန်ရိုးဖြစ်တဲ့ ကျွန်တော် CB မှာပဲ Ruben Dias နဲ့တွဲဆော့ရနိုင်တယ်ဒါမှမဟုတ် Cusano နဲ့တွဲဆော့ရနိုင်တယ်အဲ့တော့ကဘာဒီယိုကကျွန်တော်ဘိုးခန်စစ်မှာဆိုရင်လည်းတကယ် world class ပဲဗျာတကယ်ဟိုခြေစွမ်းကောင်းပြတာထားနိုင်တယ်လို့ပြောလို့ရတယ်ဗျာတကယ်ကဘာအဆင့်နောက်တန်းလို့တောင်ပြောလို့ရတယ်ဗျာအဲ့တော့ကျွန်တော် Ruben Dias နဲ့တွဲလိုက်ရင်နောက်နှစ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့တောက်ပတ်လာအောင်မယ့်အနေထားကိုကျွန်တော်မြင်တွေ့ရဖွယ်ရှိတယ်အဲ့တော့ကဘာဒီယိုဘလောက်ကောင်းလဲဆိုတာညီကိုတိတဲ့ကျွန်တော်တို့ပြောချင်တဲ့ညီကိုရှိလို့ရှိရင် comment မှာတစ်ချက်ရေးခဲ့ပါအောင်ကဘာဒီယိုဘလောက်ကောင်းလဲဆိုတဲ့အကြောင်းလေးကိုလीနော်